ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းလေးတွေအကြောင်းကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့လက်ရှိတက်လာတဲ့သတင်းတွေကိုကျွန်တော်တို့သာစုပြီးတော့ကြည့်ပြောရမယ်ဆိုလို့ရှိရင် Sorry ကလပ်အသင်းတစ်ခုဖြစ်တဲ့ El Hilal ကတော့ဗနော Bruno Fernandes ရဲ့ agent တွေရှေ့နေတွေနဲ့ဒီနေ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ပေါ့ကစားမဖြစ်သူကိုအကယ်လို့အရာခေါ်ဖို့ဆိုလို့ရှိရင်နော်ဆိုတော့အရာခေါ်ဖို့ဆိုလို့ရှိရင် ဒါသူတို့အနေနဲ့ဘယ်လောက်ထိတောင်းမှဗောနော်ဘာတွေလိုအပ်နိုင်တယ်လဲဘယ်လောက်ထိကြိုးပမ်းရနိုင်တယ်လဲဗောနော်သူတို့ကလာမဲ့အေဒီဘယ်လိုပြောလဲကလပ်ဝေါ်ကပ်မတိုင်ခင်မှာအဲဟီလာကအရခေါ်ကျင်တာထားပါတော့ဗျာလက်ရှိဒီຫນွေမှာဆိုလို့ရှိရင်သူတို့တွေဒါကလပ်ဝေါ်ကပ်ကန်တော့မှာကိုအဲ့ဒီတည်းမှာလဲအဲဟီလာကဝင်ပြိုင်ခွင့်ရထားတယ်ဆိုတော့သူတို့အနေနဲ့ကစားမားတွေကိုအားပြဖို့အမိလောက်ထားတာဆိုတော့လက်ရှိ Manchester United မှာအသက်လဲ30ကျော်လာပြီဖြစ်တဲ့ ဖာနက်စ်ကိုပေါ့နော်အရခေါ်ဖို့အတွက်သူတို့တွေဘက်ကစိတ်ဝင်စားနေတော့ကစားသမားရဲ့အီဂျင့်တို့ရှေ့နေတို့နဲ့တွေးဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒါအပြင်လက်ရှိမှာဆိုလို့ရှင်တက်လာတဲ့သတင်းတွေကဆိုလို့ရှင်တော့အယ်ဟီလာကဘရူနိုဖာနက်စ်ထံကို၃နှစ်စာချုပ်ရှိတဲ့ပေါ့နော်ကံလမှုတရက်ကိုတရားဝင် ပြုလုပ်လိုက်တယ်။ တော့ဟိုဂျွန်လာမှာပေါ့နော်ဒီသူတို့အသင်းကိုအမီပြောင်းရွှေ့နိုင်မှုပေါ့အဲ့တော့ကလပ်ဝေါကတ်ကဂျွန်လာမှာစမှာကိုနော်ဆိုတော့ဂျွန်လာမှာကစားမယ့်ကလပ်ဝေါကတ်အမီပြောင်းနိုင်မှုအတွက်ဖာနန်ဒက်စ်ကို၃နှစ်စာချုပ်နဲ့ခံလန်းလိုက်တယ်ဒါအပြင်အကေဒါအပြင်ဖာနန်ဒက်စ်ရဲ့ဘက်ကတောင်းဆိုနိုင်တဲ့ငွေကြီးပိုင်းတောင်းဆိုမှုတွေကိုလည်းသူတို့ဘက်ကလိုလေသေးမရှိဖြည့်ဆည်းပေးသွားဖို့အစဉ်သင့်မယ်လာစားဘလောက်လိုချင်တယ်လဲပါညာပေါ့ဗျာနော်မိမိသားတို့ကျန်တဲ့အရာတွေဘယ်လောက်ထိသိတယ်မလားလိုချင်တယ်လဲပေါ့မင်းတို့ပေးဖို့အစဉ်သင့်မယ်ပေါ့နော်အဲဒါအပြင် အကယ်လို့ဗောနော် ကစားမပြည့်သူနဲ့ agreement ရပြီဆိုတာနဲ့ Manchester United နဲ့ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကဖော်ပြထားတယ်ကျွန်တော်ရှိတယ်။ဒါအပြင် Chris Wheeler တို့ဘာလို့ရဲ့ဘက်ကဆက်ပြောထားတာဆိုလို့ရှိရင်လည်း United ရဲ့ဘက်ကတော့လက်ရှိတခြား club တင်းရဲ့ဘက်ကခေါ်ဖို့စိတ်ဝင်စားနေပြီမဲ့လေလို့ Fernandez ကိုရောင်းချဖို့အတွက်တော့ဒါလုံးဝစံတာမရှိဘူးဆိုဗောနော်။ဒါအပြင် Ahela ဆိုလို့ရှိရင် Fernandez လို့ကစားမမျိုးကိုခေါ်ဖို့အတွက်ငွေအလုံးလောက်ပေးနိုင်တဲ့ club အသင်းမျိုးပေါ့။ ဒါပေမဲ့အဲ့လိုအသင်းမျိုးကိုပဲ Manchester United တာဝန်ရှိသူတွေပါက Fernandez ကိုရောင်းချသွားဖို့အတွက်စိတ်ကူးမရှိတာပေါ့ဗျာဒါအပြင် Chris Wheeler တို့ကဆက်ပြောထားတယ်အဲ Ehila ရဲ့ဘက်ကတော့ဗောနောသူတို့ရဲ့နီးပြားဖြစ်သူ George Jesus ကိုဒါထုတ်ပယ်အပြီးမှာ Club World Cup အတွက် Manager အသစ်ကိုလည်းဗောနောကျွန်တော်နေတဲ့ဒီခေါ်ဖို့ကြိုးပမ်းနေတယ်လို့ အဲမန်နေဂျာအစ်စ်ကိုအဓိကဦးစားပေးခေါ်ဖို့ကြိုးပမ်းနေတာပေါ့နော်အဲကစားမားတွေကိုလည်းခေါ်ဖို့ရှိပြီမဲ့လေလို့မန်နေဂျာကိုအရင်ဆုံးခန့်မှုကသာအဓိကသူတို့ရဲ့ပြစ်မှတ်ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်နောက်ထပ်ဖာပရီဇီယိုရိုမန်နိုကကျတော့အဲဟီလာရဲ့ဘက်ကတော့ဘရူနိုဖရနက်စ်လိုကစားမားမျိုးကိုအမှန်ကန်ခေါ်ဖို့ဆိုတာသူတို့အမှန်စိတ်ဝင်စားနေတဲ့အရာတစ်ခုဖြစ်တယ်ဖာနက်စ်ဒီသူတို့ရဲ့ top target ထဲမှာပါတဲ့ကစားမားတစ်ယောက်ဖြစ်တယ်ပေါ့နော် လက်ရှိအချိန်ထိကတော့ကလပ်အသင်းနေနဲ့လည်းအချင်းချင်းစကားပြောဆိုပါရခြင်းဘာမှမရှိသေးဘူးမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ဖာနန်ဒက်စ်ကိုဆက်လက်ထိန်းသိမ်းသွားခြင်းနဲ့ဆိုပြီးတော့ဘရူနိုဖာနန်ဒက်စ်ကအပောက်ဖာဘရီဇိုရိုမနိုကကျွန်တော်ပြောထားတယ်ဆိုတာကလက်ရှိဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်တဲ့ကျွန်တော်လက်ရှိရထားတဲ့အပြောင်းရွှေ့ပဲဆိုတော့ညကရိုနေနေရောကျွန်တော်နေတာအချိန်ဒီဘလူမီရလဲဟိုလက်ရှိဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဟိုအသင်းမှာလေဗျအရေးကြီးဆုံးကစားသမားလို့ကျွန်တော်ဖြစ်နေတာ ဟိုအထူးသဖြင့်တော့ကျွန်တော်အနေနဲ့ဒီ Fernandez ကအသက်က30ဆိုပြီးမဲ့လေလို့ပေါ့နော်ဒီရာသီမှာ Manchester United တိုင်ပတ်နေပါတယ်ဆိုတဲ့ရာသီမှာတော့မှာဂိုးပါဝင်ပတ်သက်မှု38ဂိုးထိဖန်တီးမှုတွေကောတွင်းဂိုးတွေကိုရှိထားတာလက်ရှိ Europa League ကိုတက်လာတဲ့အကြောင်းရင်းတွေမှာလည်း Fernandez ရဲ့ဆွမ်းဆောင်ရည်တွေကကျွန်တော်ပေါ်လွင်နေတာနီးပြားဖြစ်သူ Ruben Amorim ရှေ့ဆက်သွားခြင်းတဲ့ project မှာလည်း ဖာနန်ဒက်စ်ကနေရိုနေဗတ်တန်မှာပဲဖြစ်ဖြစ်စန်ဒရမီဖီရိုမှာပဲဖြစ်ဖြစ်ပေါ့နော်အရေးပါနေတာဒါတွေကိုကျွန်တော်တို့ကြည့်ရင်အသင်းဘက်ကလည်းပဲโอเคငါတို့ကတော့ project တစ်ခုကို80သွားနေတဲ့အနေထားမှာအရေးပါတဲ့ကပတိန်လည်းဖြစ်တဲ့ဖာနန်ဒက်စ်တို့ကစားမမျိုးကိုတိတ်ရောက်ဖို့ဆန္ဒမရှိဘူးပေါ့ဗျာကျွန်တော်ကတော့အမှန်တမ်းပြောရင်ဒီတိတ်ရောက်ဖို့ဆန္ဒမရှိဘူးဆိုတဲ့နေရာမှာအများကြီးစဉ်းစားသင့်တယ်ပေါ့နော်အများကြီးစဉ်းစားသင့်တယ်တကယ်တမ်းတော့ဗျာအမင်းဖာနန်ဒက်စ်တို့ကစားမမျိုးကိုဘလို့ရောင်းချင်ပါတယ်သိတယ်မလားနော်ဘလို့ရောင်းချင်ပါတယ်ဒိုင်းမဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ဘလို့ပြောမလဲ တကယ်ကောင်းလို့နဲ့ညင်းလို့တိတ်မရနိုင်တဲ့ offer တခု ပေးတယ်ဆိုလို့ရှိရင်အများကြီးစဉ်းစားသင့်တယ်ဟိုထားပါတော့ကျွန်တော်ကတော့လက်မလို့စီချင်ဘူးပေါ့နော်ဟို finalist နဲ့ကျွန်တော်နောက်တစ်နှစ်လောက်တော့အနည်းဆုံးတော့ရှစ်ဆက်သွားသင့်တယ်နောက်တစ်နှစ်လောက်ဆိုလို့ရှိရင်သူ့ရဲ့ value ကြာကောင်းကြာသွားနိုင်တယ်အသက်လည်းရလာပြီဆိုတော့ဒါပေမဲ့အခုရောင်းလို့ရှိရင်တော့ငွေအများကြီးပူရတယ်ပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ရှစ်ဆက်သွားဖို့ဆိုလို့ရှိရင်မလွယ်ဘူးပေါ့နော်ကျွန်တော်တို့အမြဲတမ်းပြောသလိုပဲ finalist ဒီတရားဒီမှာ ပရီးမီးယားလေး38ပွဲရှိရင်38ပွဲလုံးကစားနေတဲ့ကစားမှာယူရိုပါလေးကျွန်တော်တို့အနေနဲ့ပေါ့နော်အုပ်စုမှာ10ပွဲကစားရတယ်ဆို10ပွဲလုံးကစားနေတဲ့ကစားမှာဆိုတော့မန်ချက်စတာယူနိုက်တက်တရာဒီမှာပွဲ80ကန်ရင်ပွဲ80လုံးကစားနေတဲ့ကစားမှာမျိုးအဲအကယ်လို့နောက်ထပ်တစ်ယောက်ကိုကျွန်တော်တို့ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်အသက်ငယ်တဲ့ကစားမကိုရအောင်ရလာနေတယ်အရင်ချင်းရဖာနန်ဒက်စ်တဲ့ပူကောင်းတဲ့သူကိုရလာနေတယ်ဆိုရင်တော့မှပွဲတန်းကျွန်တော်တို့ကစားနိုင်မှာလားအသင်းကိုဥဆောင်နိုင်စွမ်းပရောက်တိရှိမှာလဲဒါတွေကလည်းကျွန်တော်ရှိသေးတာပေါ့နော် ကစားမအသိရောက်လာတယ်ဆိုရင်တော့မှအံဝင်ခွင့်ကျဖြစ်ပါမလားဒါမျိုးတွေကတော့ကျွန်တော်တို့စဉ်းစားကြရတယ်ရှိသေးတာပေါ့လေအရာအလုံးကတော့ဒါအနှုတ်လက္ခဏာဆောင်တဲ့ဘက်ကိုတော့တွားမှာတော့မဟုတ်ဘူးပေါ့ဗျာနော်တကယ်ပူကောင်းတဲ့ကစားမလေးကျွန်တော်ဖြစ်ကောင်းလေးဖြစ်လာနေတာပဲဒါပေမဲ့တေးကြတာတကူကတော့ Fernandez ကိုကျွန်တော်ရောင်းချပြီးတော့သူ့နေရာအတွက်ပြန်အစားထုတ်မယ်ဆိုရင်အ ਨੇ ဆုံးကျွန်တော်၂ရောင်းလောက်ထိရှိထားမှာ squad depth အရာကိုအခြေအနေတွေအရာပြောင်းလဲနိုင်စွမ်းနေလေကျွန်တော်ရှိမှာ ်နှစ်ယောက်တော့ကျွန်တော်လူတယ်ဗျာဒါကြောင့်ဒီနေရာမှာအကယ်လို့ United ကလက်လွတ်ကျင်နေဆိုလို့ရှိရင်မြင့်တန်းကယာချီတောင်းမှရမှာပြီးရင်အဲဟီလာတို့ဘာလို့ဆိုတာမျိုးကလည်းငွေကြီးတက်နိုင်တဲ့အသင်းတွေအကယ်လို့တန်းယာချီပေးတယ်ဆိုလို့ရှိရင်တော့စဉ်းစားသင့်တယ်ဗောနော်တခုတော့ရှိတာဗောဗျာနော် Final Desk ကိုရောင်းလို့တန်းယာချီလည်းရတယ်ဆိုအဲ့ဒီငွေဘယ်သွားမလဲဗောနော်အဲ့ဒါတော့ရှိတာဗောအဲ့ဒီငွေတွေကလက်ရှိအသင်းကအကျွေးတင်နေတယ်နော်အကျွေးတွေဆက်ဖို့တွေကိုသွားမှလား ဒါမှမဟုတ်ဆိုလို့ချင်းကွင်းတစ်ကြီးဆောက်ဖို့သူတို့တွေလုပ်နေတာမရှိမရှိမပိုက်ဆံနဲ့အဲ့ဒီတဲကိုသွားမှလာအဲ့ဒါဆိုရင်တော့မကြိုက်သေးဘူးဗျာတည်လားနော်အဲ့ဒါဆိုရင်တော့မကြိုက်သေးဘူးဒါပေမဲ့ Finance ကိုရောင်းချလို့ရတဲ့ငွေကငါတို့အပြောင်းရွှေ့မှချက်ချင်းပြန်သုံးမယ်ဟိဆိုရင်တော့ဒါဟုတ်သွားပြီအားလို့လေဆိုတော့ Finance ကိုဒီချိန်မှာတန်တရာရောက်ရင်မင်းတန်တရာလုံးအမျက်ရမှာပဲလေ Bruno Finance နဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့ပိုဒီ Sporting Lisbon တန်ကိုဒါဟိုပြောင်းရွှေ့ကြည့်တည်းကကျွန်တော်ကြည်သွားပြီဗျာအကုန်ပေးပြီးသွားပြီဟုတ်တယ်မလားနော်အကယ်လို့ပြန်ရောင်းနေဆိုလို့ရှင် ဒါလုံးဝအမြက်အမြက်တန်း90ဆိုတာမျိုးကမင်းဖလားတစ်လုံးရတာတော့ရှိတယ်နော်အမြက်တန်း90ဆိုတာမျိုးကဖလားတစ်လုံးရတာတော့မကောက်လဲရှိယူရိုပါလေးတို့ပါတော့အဲ့လောက်ရချင်မှရတာမင်းစုကြည့်ရအဲအဲ့လိုမျိုးပါတော့ကြောင့်ဖာနန်ဒက်စ်ကိုရောင်းလို့ရတဲ့ငွေဒီဘယ်ဟူစီးစင်းမှာလဲပေါ့ကျွန်တော်တို့က transfer မှာအားပြဖို့လိုနေတာမလားเนาะဆိုတော့ဒါကြောင့်ပြီးလို့ရှိရင်လည်းပဲ Finance နေရာကိုအစားထိုးဖို့ဆိုလို့ရှိရင်တမန်ငါရှန်ကကစားမားလေးနဲ့တွားလို့လို့မရဘူ ီးရနော်တမန်ငါရှင်ကကြည့်မလားဟူကောင်လေးကတော့အဆင်ပြေကောင်းပြင်နေနေဟိဒီကောင်လေးကတော့အဆင်ပြေကောင်းပြင်နေနေဟိတီးတယ်မှာအဲ့လိုမျိုးဖြစ်ကောင်းဖြစ်မရဘူးကျွန်တော်ကလုံးဝအာမခံချက်ရှိတဲ့ကစားမားနဲ့မှအဆင်ပြေမှာထားပါတော့လက်ရှိဆိုလို့ယင်နော် Florian Vaz တို့လူကစားမားတွေဂျာဗီဆိုင်မွန်တို့လူကစားမားတွေတီးတယ်မှာနော်အဲ့လိုကစားမားတွေနဲ့အစားထိုးနိုင်မှမင်းတော်ကကြမှာအဲ့လိုကစားမားတွေမှမဟုတ်ဘူးဆိုလို့ယင်မလွယ်ဘူးဗျာကျွန်တော်ဘလူးသွားအစားထိုးမလဲတီးတယ်မှာနော်ဆိုတော့လက်ရှိအသင်းရဲ့အရာရာလို့ဖြစ်နေတဲ့ကစားမားတယောက်ကိုမင်းဘယ်နေရာကစားရမလဲ defensive midfielder နေရာကစားပေးရမလား central midfielder နေရာကစားရမလားနောက်ပြီးလို့ရှိရင် nero number 10နေရာကစားရမလားအတင်းကောင်းတော်လည်းဖြစ်တယ်ဆိုတော့ဟိုဘယ်လိုပြောမလဲအတင်းတွေရောင်းချဖို့စဉ်းစားဖို့ကမလွယ်ပါဘူးဒါပေမဲ့လို့ကျွန်တော်ကိုယ်တိုင်လည်းပဲပေါ့နော်ဟိုမရောင်းချစီချင်ဘူးတိုးတော့ခုနကပြောသလိုပဲငွေကြီးပန်းရကျွန်တော်တို့အကြီးအမြတ်ထွက်မယ်ဆိုလို့ရှိရင်တော့စဉ်းစားသင့်တယ်ပေါ့နော်နည်းနည်းတော့ကျွန်တော်တို့ကပြ Fernandez က United မှာတက်တလုံးတော့ရှိနေနိုင်မှာတော့မဟုတ်ဘူးเนาะဟိုဟုတ်တယ်မလားဟိုတစ်ချိန်ချင်းတော့သူပြောင်းအောင်မှာပဲတစ်ချိန်ချင်းတော့သူပြောင်းအောင်မှာပဲရွှေ့ရမှာပဲ ဒါပေမဲ့အခုအခုဟာတော့အချိန်ကောင်းမဟုတ်ဘူးလို့ထင်နေပါတော့ Fernandez တို့ဘာလို့ကိုလက်လို့ဖို့ကျွန်တော်တွေးမယ်ဆိုရင်ဒါအချိန်ကောင်းအခါကောင်းဟုတ်မယ်လို့တော့မထင်ဘူးသို့တော်လည်းပဲကျွန်တော်တို့အနေနဲ့ခုနကပြောလို့ပဲကိုအတင်းကိုပူကောင်းအောင်အစားထိုးနိုင်မဲ့ပူကောင်းအောင်လုပ်ပြနိုင်မဲ့ငွေကြေးပိုင်းတစ်ခုရလာမယ်ဆိုလို့ရှိရင်တော့စဉ်းစားသင့်တဲ့နေရာမှာပါတယ်ပေါ့လေနော်တန်း200လောက်ပေးကွာကဲနော်ဘဲချီတစ်ချောင်းတော့ရမယ်ဆိုရင်တော့မင်းချဟုတ်တယ်မလားနော်နော်တန်း200လောက်ပြီးတော့ပေးဘဲချီတစ်ချောင်းတော့ရမယ်ဆိုရင်တော့အင်းသိစဉ်းစားနေကြတော့မလို့ဟုတ်တယ်မလားနော် ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့ကိုဘယ်လိုဖြစ်စေချင်ကြလဲအတင်းမှာနောက်တရာစီလောက်အနည်းဆုံးဆက်ပြီးတော့ထားတင်နေတယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဘူးဆိုလို့ရှင်တင့်တော်တဲ့ဈေးရရင်လက်လွတ်ပြီးတော့ပိုကောင်းတဲ့ကစားမတွေအစားထိုးတင်တယ်လို့ကျွန်တော်ထင်ကြလားနော်ဖာနန်ဒက်စ်ကိုရောင်းလို့ရတဲ့ငွေတွေကတကယ်နောက်တရာနောက်ထပ်ကစားမတွေပြန်ခေါ်ဖို့ကြိုးပမ်းတာဆိုရင်တော့တမျိုးပေါ့ဗျာအဲ့လိုမဟုတ်ဘဲနဲ့နော်အာငါတို့ကတော့နော်ဗါလဲဟိုကွင်းတေကြီးစောက်မှမလို့ငါတို့အဲ့ဒီကိုထားလိုက်မယ်တို့နော်အကျွေးဒီပါတွေခြေအောင်မှမလို့ဆိုလို့ရှင်တော့ကွမ်းတာပေါ့ဗျာနော်ကျေးဇူးများတွေပါတယ်ကျေးဇူးများတွေပါတယ်ဆိုတော့ ကြည်ညိုညိုတွေ6ဟာနီးပါးရှိပါတယ်တယောက်ချင်းစီတန်ကိုကြည့်သူပါ channel လေးကို subscribe နဲ့ရသေးဘူးဆိုလို့ရှင်နေပြီးတော့တောင်းဆိုပါတယ်ဆိုတော့နောက် video တွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ